င်္ဂလာပါရှင်ဆရာကြီးရန်အောင်ရေးသားထားတဲ့ပုထုဇဉ်လောကီသားပေမို့ဆိုတဲ့ဝိထုထုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ပုထုဇဉ်လောကီသားပေမို့ ြင်အောင်သည်မော်ကြီးပန်းကြီးဖြင့်ခရီးဝေးမှပြန်လာပြီးနောက်သူဖားကင်ဦးထွန်းအောင်အနီးတွင်ထိုင်ကဖေဖေတို့မျိုးကိုကျွန်တော်ရောက်ခဲ့တယ်ဟုပြော၏ဦးထွန်းအောင်ကစီးဝင်စားတက်ကြွသံဖြင့်ဟေးဟုတ်လားပြောစမ်းပါဦးအဖေမျိုးတွေကိုတွေ့ခဲ့ရတယ်မဟုတ်လားဟုမေးလိုက်သည်တွေ့ခဲ့တယ်ဖေဖေကျွန်တော်အဖေသားမန်းတီတော့တိတ်ကေးကိုစိုက်ကြတာပဲကြွေလိုက်မွေးလိုက်တာတွေကလည်းဆုံးလို့အဖေတို့မျိုးကပြောစရာကြီးနော်အေးပြောစရာလဲကောင်းတယ် လူတွေကလည်းခင်တတ်မင်တတ်ကြတယ်။အရာရှိတွေဖေဖေတို့မျိုးကိုယောက်လိုက်ဘယ်ကူမှမရွှေ့မပြောင်းကျင်ကြတော့ဘူး။ဒါထက်ဒေါ်လာမေကိုလည်းတွေးခဲ့တယ်ဖေ။ဘေးကဒေါ်လာမေလဲကွာ။အမေအဖေကမသိချင်အောင်စောင်းနေပြန်ပြီ။အဖေငယ်ကြီးစားဒေါ်လာမေပေါ့။တဲဒီကောင်လေးတောက်တီးတောက်တဲ့။တောက်တီးတောက်တယ်မဟုတ်ဘူးအဖေ။တကယ်ပြောတာကျွန်တော်ရောက်ရောက်သွားချင်းအဖေမျိုးတွေကဒေါ်လာမေအိမ်ကိုပို့ပေးတယ်။ ဒေါ်လာမီကကျွန်ုပ်ကိုမြင်မြင်ချင်းအဖေသားမှန်းသိတယ်။အဖေငငယ်တုန်းကနဲ့တိတ်တူတယ်လို့ပြောတယ်။နောက်ပြီးသူတို့အိမ်တဲရမယ်လို့အတင်းပြောတာနဲ့တဲခဲ့ရတယ်။မပြန်ပါနဲ့အုံမပြန်ပါနဲ့အုံလို့တထားတာနဲ့ရဲ့တော်ကြသွားတယ်။အဖေအကြောင်းပြောလိုက်တာရီဆုံးလို့။ဘာရီပြောတော့ကွာ။မလမီကစကားပြောလဲအင်မတန်ကောင်းတယ်။အဖေတို့ငငယ်တုန်းကအသေးဆွဲချစ်ခဲ့ကြိုက်ခဲ့ကြတဲ့အကြောင်း။အဖေရန်ကုန်ကိုသွားတော့တနေ့မှမမေ့အောင်လွမ်းရဆွေးရတဲ့အကြောင်း ရန်ကုန်မှာအဖေမိန်းမယူနေပြီလို့ကြားတော့အယူးလို ဖြစ်ရကြောင်းစုံလို့ပဲအဖေ။နောက်ပြီးတော့အဖေတို့ငယ်စဉ်ကအတူတွေ့ရထားတဲ့ဓာတ်ပုံကိုလည်းထုတ်ပြသေးတယ်။အဲ့ဒီဓာတ်ပုံတွေကအဖေပေါ်ဟာကျွန်တော်နဲ့တော်တော်ကိုတူတယ်။သူ့မာရောတာသမီးပဲနေရောက်ရှိတဲ့တော်။အမေဒါကတော့အဖေတည့်ရဲ့သားနဲ့တသက်မင်းနေတာ။အပြူကြီးအဖေရဲ့အခုထက်ဒီအဖေကိုတတိယတော့မယ်။ဘဝဆိုတာတကယ်မဟုတ်ပါဘူး။အိမ်မက်ရှိကြီးမက်နေကြတာပါကွယ်။အသက်တွေလည်းငယ်တော့တာမှမဟုတ်ပဲ။ အဖေတောင်60ကျော်ရောပေါ့ဟာသူလည်း60နီးပါးရှိရောပေါ့60နီးပါးပဲမဲ့အရွယ်တင်တဲ့အဖေလှလဲလှတော့မယ်အသက်40ပတ်ဝန်းကျင်လောက်ပဲထင်ရတယ်ကျွန်တော်တော့ဒေါ်လာမေကိုအမေလိုချစ်လဲချစ်တယ်တဲဒီခွေသားလေးတောက်တီးတောက်တဲ့တောက်တီးတောက်တဲ့ပြောနေရမဟုတ်ဘူးအဖေတကယ်ပြောတာနောက်ပြီးတော့ဒေါ်လာမေကပြောသေးတယ်ရန်ကုန်ကိုတကားမှမရောက်ဘူးလို့ဖျားဘူးလာခြင်းနဲ့တဲ့ဒါနဲ့ကျွန်တော်ကသူလာဖို့စီရိတ်ပေးခဲ့တယ်အဖို့ကောင်းတဲ့အခါလာခဲ့မယ်တဲ့ မင်းကတော့လေအပူလို့တော်တော်လုပ်တယ်။ဘာဖြစ်လို့ဈေးပေးခဲ့ရတာတုန်း။ तू ကလာခြင်းနဲ့ဆိုတော့တနာလို့ပေးခဲ့တာပါ။နောက်ပြီးတော့အဖေတို့ချင်းလည်းတွေ့ရအောင်ပေါ့။အဖေကတော့မတွေ့ချင်ပါဘူးကွယ်။တန်ရုံးစင်တွေကိုလည်းအလုံးဖြတ်ထားလိုက်ပြီ။အဖေကတန်ရုံးစင်ဖြတ်ပေးမဲ့ဒေါ်လာမီကတော့အဖေပေါ်မှာတန်ရုံးစင်မပြတ်ဘူးအဖေ။အချင်းရှိသမျှအဖေအကြောင်းကိုကြီးမေးနေတာပဲ။ကျွန်တော်ကလည်းတားလို့ခေါ်ပြီးအင်မတန်ချစ်တယ်။အပြူကြီးဆိုတော့ တန်ရောစဉ်တွေ့မိတွေ့ရာတွေ့တာလိုပဲထင်မရဲ့အဖေရဲ့။ဦးထွန်းအောင်ကဘာမှပြန်မပြောဘဲစင်စားတွေ့တော့ကငြိမ်သက်နေသည်။နောက်ပြီးတော့အဖေမျိုးတွေကလည်းပြောသေးတယ်။ဒေါ်လာမေကိုရန်ကုန်ခေါ်ထားပါတယ်။အဖေလည်းအသက်ကြီးလာလို့ပြုမယ်စုမယ်စီပီမိอยู่လို့တဲ့။မလိုပါဘူးကွာ။အဖေမှာတားနေချွေမှရှိသားပဲ။မင်းတို့ကအဖေကိုပြုစုနေကြတာပဲ။ကျွန်တော်တို့ပြုစုတာနဲ့ဒေါ်လာမေပြုစုတာဘယ်တူမလဲဖေရဲ့။တဲဒီကောင်လေးတောက်တီးတောက်တဲ့ အဖေကိုအထူးဆန်းပြောရအောင်မေကျွန်တော်ရိုက်လာတဲ့တက်ပုံဟိုနေ့ကမကူရသေးလို့အဖေကိုမပြတာဒီကောင်လေးတောက်တီးတောက်တဲလှုပ်ပြန်ပြီလို့မပြောနဲ့နော်မင်းအောင်ကပြောပြောဆိုဆိုဒေါ်လာမေဤတက်ပုံကိုပြရာဥထုံးအောင်သည်စိတ်ဝင်စားစွာကြည့်နေ၏ကဲကျွန်တော်ပြောတာမဟုတ်ဘူးလားအဖေဒေါ်လာမေကလှနေတော့မေနော်တဲဒီကောင်လေးမတင်နဲ့အဖေတကယ်ပြောတာရှေးရရိုက်ထားတဲ့ပုံဖြစ်မှာပေါ့ဟာအော်အဖေနဲ့ ကျွန်တော်ကိုယ်တိုင်ရိုက်ခဲ့တာပါလို့ပြောနေမှာပဲအဖေမယုံရင် negative ပြအောင်ပဲဗျာဟုတ်မြင်းအောင်ကဆိုကဓာတ်ပုံ negative ကိုယူပြ၏ဘလောက်ပဲချောချောလှလှတနေ့တော့တေးကြရမှာကြီးပါပဲကွာတေးတော့တေးရမှာပေါ့အဖေရမသေးခင်စိတ်ချမ်းချမ်းသာသာပျော်ပျော်မွမွရှိဖို့အရေးကြီးတယ်အဖေမသေးခင် ရှင်ရှင်လန်းလန်းနေသွားစေချင်တယ်မလိုပါဘူးကွာပျော်ရွှင်နာတွေဟာတဏှာလောဘစိတ်တွေကွာတဏှာကိုရှည်စေတယ် နေပိုင်ရောက်ကြောင်းတရားရဲ့အနောက်ရက်တွေပဲကွ။ဦးထွန်းအောင်ကလူကြီးပီပီလူကြီးစကားပြောနေတော့ညလေပုထုဇဉ်လူသားတယောက်ဖြစ်သည့်အားလျော်စွာဒေါ်လာမေဤဓပုံကိုကြည်ရင်ตาရာကြည်နူးသွား၏။ထိုမှတစ်ဆက်ထဲဒေါ်လာမေနီမိမိတို့ဤငယ်စဉ်ဘဝကအကြောင်းများကို ပြန်ပြောင်းစဉ်းစားမိသည်ဥထုံအောင်နေဒေါ်လာမီတို့မှာအိမ်ကြီးချင်းဖြစ်လျက်ငယ်စဉ်ကပင်ကလေးချင်းခင်မင်တွေ့တာကြသလိုလူကြီးချင်းလည်းချစ်ခင်ရင်နေကြသည် တကြောင်နဲ့အတူနေပြာကြောင်းသွားအတူကြောင်းပြန်အတူဖြစ်၏သူတို့ကြီးလာရင် ထိမ်များပေးစားရန်ပင်လူကြီးများကရည်ရွယ်လျားထားကြ၏ဥတုံအောင်15နှစ်သားအရွယ်တွင်ရန်ကုန်ကျောင်းသို့ပြောင်းရွှေ့နေတိုင်းသောအခါတွင်မှသူတို့ချင်းခွဲနေကြရ၏သို့သောခုနှစ်ရက်တကြိမ်စာထဲကြသည် သူတို့စာများကအာကားကိုလွှာပုံပြူပါလို့မေရုပ်ကိုတဲ့စုတ်တန်ချီစာမျိုးတည်းကြောင်းပေး၍ဥထုံအောင်နေရက်သို့ပြန်သွားလင် ဒေါ်လာမီတို့အိမ်တွင် အနေများအစာများသည်သူတို့ချင်းလေသမီးရီစားဖြစ်နေကြပြီဦးထွန်းအောင် BA အောင်၍ရန်ကုန်တွင်အလုပ်လုပ်နေစဉ်တယုံနှင့်အလုပ်သူအမျိုးသမီးတစ်ယောက်နှင့်အကြောင်းပါကြပြီးနောက်မြင့်အောင်ကိုမွေးဖွား၏လွန်ခဲ့သည့်၅နှစ်ခန့်ကမြင့်အောင်၏မိခင်ကွယ်လွန်သွားရာဦးထွန်းအောင်မှရေမလောင်မဲပစ်ထားသောတစ်ချောက်ပင်ပမာတည်တည်တာတာကျသွားသည် လူကြီးတို့၏ဓမ္မတာအတိုင်းတရားစာအုပ်တွေကိုဖတ်ကားတရားနှလုံးသွင်းနေ၏ သို့သောလူကတရားသမားစိတ်ကပူထူစဉ်စိတ်ပင်ဖြစ်သည် ထို့ကြောင့်ဒေါ်လာမီဤဓပုံကို မြင်သောအခါကြည်နူးမိသည်ဒေါ်လာမီအကြောင်းကိုစဉ်းစား၍အယတာရှိသလိုထင်လာသည်ငယ်စဉ်ကတယောက်နဲ့တယောက်ချစ်ခင်ဆုံးမဲ့ခဲကြပုံများကိုတတိယကပြန်၍ငယ်ချင်းစိတ်ပေါက်လာသလိုလိုပင်ဖြစ်မိသည်ထို့ကြောင့်လာမီဆိုသောဒေါ်လာမီမြ мян ရောက်လာပါစေဟုစိတ်ထဲကကြိတ်၍ဆုတောင်းမိ၏ဒေါ်လာမီကလည်းတော်တော်နှင့်ပေါ်မလား ရောက်ခဲလီလာစီခြင်းလီမတွေ့ရလီတွေ့ခြင်းလီဖြစ်ကတမျောမျောတတတာဖြစ်နေ၏သို့သောမြင်အောင်ကဒေါ်လာမေအကြောင်းကိုဖွဲကနှွဲကပြောတိုင်းတဲဒီကောင်လီတောက်တီတောက်တဲဟုပြောတတ်မည်ဖြစ်သည်ဥထုံအောင်ကိုတိုင်းတောက်တီတောက်တဲ့ဖြစ်နေပြီတည်းတောက်တီတောက်တဲ့ဝေဒနာကိုကုယံစီကဥထုံအောင်နေရှိ၏တရားဆောက်အုံများကိုဖတ်ကတရားစိတ်တရားသဘောတို့နှလုံးသွင်းလိုက်လင်တောက်တီတောက်တဲ့တွင်ယောပါလီရဲ့ ပျောက်သလောက်ဖြစ်သွားသည်တည်ခြင်းတရားကိုစင်ကျင်ကြည်လိုက်ရင် လောကီအာယုံ ကာမဂုံစိတ်တို့လျော့ပါသွားသည်ဘဝဟုသည် အိမ်မက်ပါတကားဟု စင်ကျင်နှလုံးသွင်းလိုက်ရင်ဆွေလန်တမန်စိတ်တွေခေါင်ပါသွားသည် သို့သော ပုထုဇဉ်ဘဝမှာသာ ရှိသေးသောဥထွန်းအောင်မှာတရားကိုနှလုံးသွင်းရင်ပင်ဒေါ်လာမေဤမျက်နှာကိုတရေရေမြင်၍မြင်၍လာတတ်၏ဒေါ်လာမေလာလိုလာညာမြှော်မိဤ သို့သောလာပေါင်းအတော်ကြသည့်တိုင်အောင်ဒေါ်လာမင်းမပေါ်လာသောအခါလာမမဟုတ်ပါဘူးဟု စိတ်လျှော့ဖြေပြောက်လိုက်လေသည်တနေ့တွင်မြေအောင်တို့ဇနီးမောင်နှံအလौဌာနာတို့တွားနေကြသဖြင့်အိမ်တွင် အဆောင်တငယ်ချင်းတယောက်သာရှိရာဥထုံအောင်သည်အိမ်ခံတွင်ကရင်ပေါ်တွင်လှည့်လျောင်းကပဒီစိတ်ရင်မှိန်နေ၏ထိုအခိုက်အိမ်ခံအတွင်သူတစုံတယောက်ဝင်လာသည့်ခြေတန်းကြသဖြင့်မျက်စိပွင့်ကြည့်လိုက်ရာမြင်ရတဲ့ပုံထူကြလာသဖြင့်အံ့ဩငြိမ်မောနေသည် ကိုထွန်းနေကောင်းရဲ့လားဒေါ်လာမီအတန်ကို ကြားလိုက်ရမှဦးထွန်းအောင်သည်ဝမ်းသာအားရဖြင့်လဲနေရမှ ထာ၍ထိုင်နေသည် လာမဲဆိုရင် စာကလေးပေးတန်ကြိုကလေးရိုက်လိုက်ပါလားအလှရဲ့ဟုဦးထွန်းအောင်ကဆို၏ဒေါ်လာမီကကတင်အစွန်းတွင်ထိုင်ရင်းလူကြုံကချက်ချင်းတွေ့လို့ဘုံငနေထလာရလို့စော်ပေးဖို့အချိန်မရဘူးကိုထွန်းရဲ့ကိုထွန်းတို့တို့ကြာသွားတယ်နော်ဟုဂယူနာတန်ဖြင့်ပြောလေသည် အသက်ကလည်းကြီးလာပြီကို အလှလည်းမငယ်တော့ဘူးပေါ့တို့ပေမဲ့အလှကမကြဘူးငယ်ရုပ်ငယ်ရည်အတိုင်းပဲဒါကြောင့်ကုသားကပြောတာသားကဘယ်လိုပြောလို့လဲအလှကလှတော့မဲတဲ့အသက်40ပတ်ဝန်းကျင်လောက်ပဲထင်ရတဲ့သားကတော့လှုပ်ပါလိမ့်မယ်သားကအတန်တန်မာလွန်းလို့လာခဲ့ရတာရောက်လာတဲ့အခိုက်ကြကြနေဖို့ကွယ်ဟောအမေလာပြီယုံမပြန်ရောက်လာတော့မြင်းအောင်ကဝမ်းသာအားရပြောလိုက်၏အမလီမျိုးလိုက်ရတာအမေရဲ့ လေပင်းတောင်၁၀တောင်လောက်ရှိနေပြီအဖေကတော့ကျွန်တော်ထက်တောင်ပိုးရှည်လေအောင်မယ်တဲဒီကောင်လေးတောက်တီးတောက်တယ်တော်တော်ပြောတယ်သူပြောတာတွေကိုဝေမြူနေနော်အလှမယူပါဘူးရှင်အလှတို့မျိုးရောက်လာတော့ကလည်းနောက်လုံးပြောင်းလုံးလို့ရီရတာပါဇက်စိတ်မနေရဘူးဒါထက်တာမိမရောနေထိုင်ကောင်းနေမဟုတ်လားဦးဒေါ်လာမေကမေဤနေလို့တော့ကောင်းပါတယ်အမေထိုင်လို့တော့မကောင်းဘူးကိုချွေးမကပို့ပို့ပါပါမဟုတ်ဘူးအလှရဲ့ဟုဦးထွန်းအောင်ကပြောလိုက်သည် အမေကဟင်းချက်အလွန်ကောင်းတဲ့အဖေအဖေတော့တတလုံးဟင်းကောင်းတွေကြီးစားရတော့မှာပဲအမေသားတို့ရီမှာတတလုံးမနေပါဘူးကွယ်ဟောအမေကအပြူကြီးပြီးပြီးဖောက်လာပြီဘာရမလဲအမေပြန်မယ်ဆိုရင်သားဟာဆွဲထားမှာမြင်းအောင်ပြောသည့်အတိုင်းပဲထိုနေ့ညစာစားကြသောအခါအချက်ပြုတ်ကောင်းသောဒေါ်လာမေ၏လက်ရဟင်းများဖြင့်စားကြရ၏။နောက်နေ့နောက်နေ့များတွင်ကဒေါ်လာမေ၏လက်ရများကိုပို၍တွေ့ရလေသည် ဒေါ်လာမေသည်တအိမ်လုံးကိုလဲချင်းတုတ်တင်ကတန်ရှင်ရေးလုပ်၏။ကြံများကိုဖိတ်ဖိတ်တောက်အောင်တိုက်လေသည်။အလှရဲ့ပင်မန်းလာပါတယ်။အပင်ပန်းမလုပ်ပါနဲ့ကွယ်။ဟုဦးထွန်းအောင်ကဂယုနာအသံဖြင့်တောင်းပန်သည်။အလှကြောင့်ကိုထွန်းသိသားပဲ။အလှအလကားမနေတတ်ဘူး။အလုံးမရှိပဲနေရရင်ပြင်းတယ်။အေးကွာငါမှလည်းဦးထွန်းအောင်ကစကားဆုံးအောင်မပြောဘဲတို့လိုတန်လန်းရထား၏။ဘာလဲကိုထွန်း။ဟုဒေါ်လာမေကမေးလိုက်၏။ ဘာမှမဟုတ်ပါဘူးကွယ်။ဟိုစင်စားဒီစင်စားနဲ့ပြောလိုက်တာပါ။အမှန်တကယ်ဦးထွန်းအောင်ပြောလို့ဒီစကားမှာကအေးကွာငါမလဲ။အစကအလောက်ကိုယူမိရင်ကောင်းပါဟူ၍ဖြစ်သည်တည်း။ယုံအားသည့်နေများတွင်မင်းအောင်ကဒေါ်လာမေကိုဖျားပေါင်းစုံ နှံ့အောင်ဈေးတကာစုံစိအောင်ကြည်စရာရှူစရာများမကျွင်းကျက်အောင်လိုက်လံပြသ၏။တားရရန်ကုန်မြို့ကခဏတပြိုအလေလာဖို့သာကောင်းတာ။အမင်းနေဘူးကတော့မျက်စိရှုံနာကြီးလာတဲ့ကွယ်ဟုညင်ညူလေသည်။ ဒေါ်လာမေရောက်လာမှာဦးထွန်းအောင်တို့အိမ်မှာတန်ရှင်ပြောင်းလဲနေ၏အမိုက်တပင် စကုစုံတရွက်မကြရဒေါ်လာမေမှာတပြက်စီးတကိုင်းကိုင်းဖုံတုပ်ကြံမွေးတပင်ပင်ဖြစ်နေလေသည်ထမင်းစားရတွင်ဒေါ်လာမေ၏လက်ရကောင်ဟင်းမွန်ဖြင့်စားရသည့်အပြင်တကာဒီယန်တွင်ဒေါ်လာမေကမောဟင်းကလက်တုပ်စားသည့်များချက်ပြုတ်လုကိုင်း၍ကြွေသည်၏ကိုထွန်းအင်ကြီးလဲတော့ဖွ့ရမယ်ဦးထွန်းအောင်ကိုနှစ်ရက်တကာအင်ကြီးလဲစေပြီး အဝေများကိုလျှော်ဖို့ပေး၏ ဦးထွန်းအောင်ဤအယက်ခင်ဆောင်းကောင်းအောင်စွချက်နောင်တို့မှာဒေါ်လာမီဤလှူအားကြောင့်ပူပွေးဖြူ၍နေလေသည် အထူးသဖြင့်ကဖျားစင်ဖြစ်ဤဖျားတွင်လန်ဆန်းလှပသောပန်းများကိုဝင်းနေအောင် တင်ကပ်ထား၏နည်းနည်းတိုင်းစွန်းတော်နှင့်ရေချမ်းကပ်၏ညအချိန်တွင်ထိမ့်ထိမ့်လင်းအောင်ဖျားမီးများထွန်းညှိထားသည်မှာစိတ်ကြည်နူးကြည်ညိုပဲကောင်းလာပါသည်ထိုမြသာမကားသည်ဒေါ်လာမီဤတာယာကြည်လင်သောဖျားရှိကိုယ်တန်ကိုညစဉ်ကြာရလျာ စိတ်ကြည်နူအေဂျန်လေးရဲ့တာဒုခေါ်ကြရလေသည်ဥထုံအောင်သည်လည်းစိတ်သက်ရှင်လန်းကစာဝင်အိပ်ပျော်ဖြစ်လာလေရဲ့အသားရည်ပြေဝါဖြူလာသည်အေးကိုတို့အိမ်မှာအလှတတလုံးနေသွားရင် အကောင်းသားဟုဥထုံအောင်က မကြာခဏတွေးမိ၏မြင့်အောင်ကမူအမေကျွန်တော်တို့နဲ့အတူတတလုံးနေနော်အမေရှိတော့အဖေလဲစိတ်ချမ်းသာတယ်ကျွန်တော်မိမမတ်ပိုက်ကလေးလည်းမပင်ပန်းရတော့ဘူးဟုမကြာခဏပျော်ပြတတ်လေသည် တနေ့တွင်နနက်စာစားနေကြစဉ်ဒေါ်လာမေဤစကားအတွက်အားလုံးစိတ်မချမ်းမသာဖြစ်ကြ၏အလားရောက်နေတာ၃လကျော်ပြီ မနေ့ပြန်ပြန်တော့မယ်ဥထုံးမှာအံ့ဩစိတ်မကောင်းဖြစ်သဖြင့်ဘာစကားမှမပြောနိုင်မယ်ငေးကြောင်ကြောင်ဖြစ်နေ၏ဘာဖြစ်လို့ပြန်မလဲအမေပျော်စမ်းပါဦးကျွန်တော်တို့အိမ်မှာနေရတာမပျော်လို့လားဟုမြင်အောင်က ပြပြသလဲမေးလိုက်၏မပျော်လို့မဟုတ်ဘူးအမေအိမ်ကိုပြစ်ထားခဲ့ရတာကြားပြီအိမ်ကိုစိတ်မချတာလဲတကြောင်ပဲ အမေတို့တမျိုးလုံးကဆွေမျိုးကြီးပဲဟာလို့အမေရဲ့အမေအင်ကိုကြည့်ရှုဆောင်ချောက်ကြမှာပေါ့ပူစရာမရှိပါဘူးပူရတာပေါ့သားရဲ့နောက်ပြီးတော့တခြားကိစ္စလေးတွေလည်းရှိသေးတယ်တခြားကိစ္စဆိုတာအမေမှနောက်ဆန်တင်းစရာများရှိနေလို့လားအိုးသားကလည်းတောက်တီးတောက်တဲ့အဖေရောမေရောတောက်တီးတောက်တဲ့ဆိုတဲ့စကားတော်တော်ပြောတတ်တယ်နော်ဒါကတော့အမေတို့ဒေတာသုံးစကားကိုကွအမေတို့ဒေတာကတောက်တီးတောက်တဲ့ဒေတာထင်ပါရဲ့ အလုံးပြုံးကြတော့လဲမချီပြုံပြုံချင်းမျိုးသားဖြစ်သည်အမေကိစ္စတွေကိုတော့ကျွန်တော်သွားပြီးဆောင်ရွက်ပေးပါမယ်အမေမသွားပါနဲ့မဖြစ်ဘူးကွယ်အမေကိုယ်တိုင်သွားမှာဖြစ်မှာပါ တောင်းစရာခံစရာကလေးတွေကလည်းရှိသေးတယ်အမေသွားပြီးဘယ်တော့ပြန်လာမှာလဲဒါကတော့အချိန်နေအရပဲအမေအချိန်နေကိုတားကြောက်လွန်းလို့အရင်ကလည်းအမေလာမယ်ဆိုလို့တားတို့မှမျှော်လိုက်ရတာအမောပဲကြာလုံးမကကြတော့မလာတော့ဘူးထင်ပြီးစိတ်မကောင်းဖြစ်ကြရတယ် အခုအမေပြန်သွားရင်ပြန်လာခြင်းမလားမဒီတော့မပြန်ပါနဲ့တော့အမေရဲ့သားတို့နဲ့တသက်လုံးနေပါတော့ဟုတ်သားပဲအလာရဲ့ကလေးတွေစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ဟူဦးထွန်းအောင်ကပြော၏မဖြစ်လို့ပါနှက်ပြန်တော့ဆက်ဆက်ပြန်မယ်နောက်အချိန်နေကြည့်ပြီးလာတဲ့နေ့ခါလာမှာပေါ့အမေကိုတမီးရလဲတောင်းပန်ခြင်းမရယ်ဟူမြင်းအောင်ဇနီးမဆန်းကြီးကပြော၏တမီးလဲမကြခင်မွေးရဖွာရမယ်တမီးမျက်နာမြင်တဲ့အခါအမေရှိရင်အားရှိတာပေါ့ နောက်ပြီးတော့သမီးမွေးဖွားနေတော့အဖေစာရေးတော့ရေလောက်ကင်ပေးမဲ့သူလိုပါတယ်။သမီးမျက်နှာမြင်တော့အမေလားနေတာပေါ့။ဒီလိုဆိုရင်မဆန်းကြီး။မင်းညပဲမျက်နှာမြင်လိုက်ကွာဟုမြင်အောင်ကပြောရမချီပြုံပြုံရပြန်သည်။ဒီကောင်ဟာအရေးတဲ့နောက်တော့တောင်းနေဟုဥထုံးအောင်ကငေါက်လိုက်။အဲ့ဒါပဲကြည်တော့အမေကျွန်တော်ကဘာပြောပြောအဖေဟာစိတ်မဆိုးတတ်ဘူး။အခုတော့အမေပြန်တော့မယ်ဆိုလို့အဖေစိတ်မကောင်းဖြစ်ပြီးကျွန်တော်ကိုငေါက်တာ။ဒီတော့အမေမပြန်ပါနဲ့အမေရဲ့။ အမေပြန်ရင်ကျွန်တော်တို့အားလုံးစိတ်မကောင်းဖြစ်ရတော့မှာပါအမေလည်းပြန်ကျင်လာလို့မဟုတ်ပါဘူးအမေပြန်မှဖြစ်မဲ့ကိစ္စလေးတွေက ရှိနေလို့ပြန်ရမှာပါတမီမျက်နှာမြင်တဲ့အခါအမေစီစာရေးလိုက်အမေလာခဲ့ပါမယ်စာရေးနေရင်ကြားတယ်တန်ကျိုးရိုက်လိုက်မယ်အမေချက်ချင်းလာခဲ့နော်အေးပါ အမေချက်ချင်းလာခဲ့မှာပေါ့ပို့မနေနဲ့အမေမြန်မြန်ကြီးလာခဲ့နော်လာမှာပေါ့သားရဲ့ဒေါ်လာမီမပြန်ရင်တောင်းမှန်၍မရသဖြင့်လက်လျှော့လိုက်ကြရလေသည် အားလုံးပင်မျက်နာမသာမယားဖြစ်နေကြ၏အထူးသဖြင့်ဥထုံအောင်မှပို၍မျက်နာပြက်ခါထမင်းဝိုင်းမှရှီဦးစွာထားသောသဖြင့်ဒေါ်လာမီသည်ကျင်နာသောမျက်လုံးများဖြင့်ဥထုံအောင်ကိုငေးဆိုင်ကျင်နေသည်အဲ့ဒါပဲကြည့်တော့အမေအဖေစိတ်မကောင်းဖြစ်သွားပြီလူကြီးဆိုတော့စိတ်မကောင်းဖြစ်နေအသက်တူမှတောင်ဆူးရတယ်အမေရဲ့ဒီတော့အမေမပြန်ပါနဲ့တော့နော်မဖြစ်လို့ပါတားရဲ့တမီးမိုးရင်အမေပြန်လာခဲ့ပါမယ် ထိုညတွင်ဖျားစင်မှာမိမာခါတိုင်းထက်လင်းအောင်ထုံညိထားတော်လေဒေါ်လာမီဤဖျားရှိကိုတန်းမှာဝန်နေတန်ပါနေလျက်ကြားရသူများမှလည်းဝန်နေစိတ်မကောင်းဖြစ်ကြရသည်ထိုညတွင်ကိုအတွေ့နဲ့ကိုစိတ်မကောင်းဖြစ်နေကြရာတော်တော်နီအိမ်မပြောပဲအိယာထက်တွင်တလူလူတလွန်လွန်ဖြစ်နေကြသည်အတော်ကြီးညနေသောအခါတွင်ဒေါ်လာမီမိကနေအိပ်ပြောသွားစဉ်တစုံတစ်ခုသောအတန်ကြောင့်နိုးလာ၏ဥထုံးအောင်အိမ်ခန့်မှာ ချောင်းဆိုးတံများကိုအစမပြတ်လိုကြားနေရသည်ဖြစ်ရာဒေါ်လာမေမှာစိတ်မဖြောင်းတော့ဘဲထိုအခန်းသို့ဝင်သွားသည်မိထွန်းထားသဖြင့်ဥထွန်းအောင်ကမြင်ရရာအလာလာဟုမေးလေ၏ဟုတ်ပါရဲ့ကိုထွန်းချောင်းနေဆိုးနေတံကြားလို့လာတာချောင်းဆိုးပြောက်စီမရှိဘူးလားချောင်းဆိုးပြောက်စီတော့မရှိပါဘူးဟောဦးဘီတို့ထဲမှာပြုတ်စီတော့ရှိတယ်ဒေါ်လာမေသည်ဘီတို့ကိုဖွင့်ကပြုတ်စီယူပြီးဥထွန်းအောင်လဲလျောင်းနေသည့်အနီးတွင်ထိုင်လျက် ။ဦးထွန်းအောင်၏ရင်ဝမ်းလေးပင်တို့ကိုပျိုးစီဖြင့်တုတ်လိန်နေနေပေ၏။ချောင်းဆိုးလေတက်သားသွားသည်။ကြည်စုတင်လိုက်တာအလှရဲ့။ဟုဦးထွန်းအောင်ကဆို၏။ကြည်စုတင်မလို့ပါဘူး။အလှလို့ပေးရမယ်ဝတရားရှိပါတယ်။ကိုထွန်းကိုရီလည်းပူးနေတယ်။ရေချိုးများမသလား။ဟုတ်ကောင်းဟုတ်လိမ့်မယ်။ညနေကတော့ရေချိုးမိတယ်။လူကြီးဆိုတာတိတ်အေးအေးခံလို့မတော်ဘူးရှင်။ကိုထွန်းရေချိုးတဲ့အချိန်က အလှဈေးသွားနေလို့ အလှသာရှိရင်ရင်နွေးကြိုပေးမှာအဲ့ဒါကြောင့်ပြောတာပေါ့အလှရှိရင်အကူအညီအများကြီးရပါတယ်လို့ဒါကြောင့်အလှကိုမပြန်စေချင်တာပါသမီးမျက်နှာမြင်ပြန်လာမှာပေါ့အလှပြန်သွားရင်ကုထွန်းတော်တတိယနေမှာပါပဲကွယ်ဦးထွန်းအောင်က ဝန်နေတန်ဖြင့်ပြောပြီးဒေါ်လာမေကိုငေးဆိုင်ကြည့်ရှုနေစဉ်ခြောင်ထက်၍စိုးလာပြန်သဖြင့်ဒေါ်လာမေကဝမ်နစ်ရင်ကိုပျော့စီလူကရင်ကိုလဝါနဲ့ဖိအုပ်ထားလေသည် ်ဦးထွန်းအောင်သည်ဒေါ်လာမေ၏လက်ဝါးပေါ်တွင်မိမိ၏လက်ကိုတင်အုပ်ခါဒေါ်လာမေကိုစိုက်ကြည့်နေ၏ဒေါ်လာမေကလည်းကြည်သဖြင့်အကြည့်ချင်းဆုံကနှစုံသောမျက်စိတငယ်အိမ်အတွင်မှဝင်းလက်သောအယောင်များတဖိတ်ဖိတ်တောက်ပါနေလေသည်ဒေါ်လာမေသွားတော်မီဟူကြံလိုက်ဦးထွန်းအောင်ခြောင်ထက်ဆိုးလိုက်ဖြင့်ဒေါ်လာမေမမပြန်နိုင်ပဲအချိန်ကြာတဲ့ကြာသွားရဥထုံးအော်ဤအနေတွင်မေကနေအိပ်ပျော်သွားလေ၏ နည်းနည်းစောစောတွင်မြင့်အောင်အိယာမထကသူ့ဖေအခန်းတွင်သို့ဝင်ကြည့်ရာဒေါ်လာမေပါ အိနေချာတီကိုမြင်ရသဖြင့်အံ့ဩဝမ်းသာသွားပြီးမဆန်းရီကို ခေါ်ပြပြီးလင်မယားနေရောက်တပြုံပြုံဖြစ်နေကြလေသည်။တားရီမင်းဖေနေမကောင်းနေတော့အမေမပြန်သေးပါဘူးကွယ်။အမေမပြန်တော့ဘူးလို့ပြောတာကြားချင်တယ်အမေရဲ့။အေးပါကွယ်။တားကြားချင်တယ်လို့ပြောရမှာပေါ့။ ဆရာကြီးရန်အောင်ရေးသားထားတယ်။ပုထုစင်လောကီသားပေမို့ဆိုတဲ့ဝိထုတူလေးကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။